မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်တဲ့နေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးဟောင်းညိုစောဆိုသူဟာသူဝင်ကြီးချုပ်ဖြစ်ပြီးလေးလကျော်အကြာမှာပဲလက်ပေးလက်ယူမှုတွေနှိစက်တဲ့သူတွေကိုလုပ်ငန်း license ချထားပေးမှုတွေလွဲသုံးစားလုပ်နေတဲ့လက်အောက်ငယ်သားတွေကိုအကာအကွယ်ပေးမှုပေါင်းများစွာနဲ့နာမည်ပြက်ပြီးအပုတ်နဲ့လှိုင်းလှိုင်းထွက်လာပြီပဲသူကိုအရေးယူမှုမရှိသေးဘူးဆိုပါလေ ရန်ကုန်မြို့ကမြို့နယ်အချို့မှာအချက်ဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲစင်ကြိမဲ့သူမရှိလို့ဆိုပြီးအိမ်တိုင်းရရောက်မဲစင်စစ်စစ်တပ်တွေလုံနေပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်ကိုဘရမဆုံးတစ်ဆက်ပေးခြင်းတဲ့တင်ကတော့အချက်ပစစ်တရဲ့ဘိုးချုပ်ကြီးဟောင်းမျိုးစောဆိုသူဟာသူဝင်ကြီးချုပ်ဖြစ်ပြီး၄လကျော်အကြာမှာပဲ လက်ပေးလက်ယူမှုတွေနှိစတဲ့သူတွေကိုလုပ်ငန်း license ချထားပေးမှုတွေအလွဲသုံးစားလုပ်နေတဲ့လက်အောက်ငယ်သားတွေကိုအကာအကွယ်ပေးမှုပေါင်းများစွာနဲ့နမည်ပြက်ပြီးအပုံနဲ့လှိုင်းလှိုင်းထွက်လာပြီမယ်။သူ့ကိုအရေးယူမှုမရှိသေးဘူးလို့နေပြည်တော်စစ်တပ်တရင်ရှင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိ2025ခုနှစ်ဇွန်လ31ရက်နေ့မှာပဲအကြံဖတ်မင်းအွန်လိုင်းကဒူလောက်ခန့်ဗိုလ်ချုပ်ကြီးမျိုးစောစိုးသူကိုနိုင်ငံတော်ဝန်ကြီးချုပ်ယာတူတာဝန်ပေးအပ်ပြီးတော့နိုင်ငံရဲ့အရေးပါတဲ့ဗန်နာယီကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကုံသွဲရေးဗဟုအဖွဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အပါဝင်အမျိုးသားအဆင့်ကော်မတီနဲ့ဗဟုကော်မတီ73ခုမှာဥက္ကဋ္ဌယာတုနဲ့အရေးပါတဲ့အဓိကဆုံးဖြတ်သူအဖြစ်ခန့်အပ်ခဲ့ပါလေအဲ့ဒီလိုဗိုလ်ချုပ်ကြီးဟောင်းညိုဆော့ဆိုသူဟာသူဝင်ကြီးချုပ်ဖြစ်ပြီးတဲ့နောက်မှာပဲလက်ပေးလက်ယူမှုတွေနဲ့အပုတ်နဲ့လှိုင်းလှိုင်းထွက်လာပြီးအဲ့ဒီတည်းကမှညိုဆော့ရဲ့တငယ်ချင်းအရင်ဖြစ်သူဒုဝင်ကြီးတန့်စင်နဲ့စွမ်းအင်ဝင်ကြီးဌာနညွန်ကြားရေးမှုချုပ်ရွှေမော်ဆိုသူတို့ကို စီတင်သွင်းခွင့်နဲ့စီခွဲတန်းတွေချထားပေးမှုမှာဆိုရင်ငွေကျပ်ဘီလီယံပေါင်း940ကျော်အခွန်ကွာဟမှုတွေနဲ့လက်ပေးလက်ယူမှုတွေပါဖြစ်တဲ့အတွက်အဲ့ဒီညိုစော့လုတ်ပိုင်ခွင့်ချပေးခဲ့တဲ့ဝင်ကြီးနှစ်ဦးကိုစစ်ထောက်လန်ရေးကဖမ်းဆီးအရေးယူခဲ့တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီလိုဖမ်းဆီးခံရတဲ့စွမ်းအင်တူဝင်ကြီးတန့်စင်ကို73စီးကိစ္စအလွဲသုံးစားမှုတွေနဲ့ဆက်ဆေးလိုက်တော့ အဲ့ဒီလုတ်ပိုင်ခွင့်ချထားပေးလိုက်တဲ့ဝင်ကြီးချုပ်ညွန်စောဆိုသူပါဝင်ပတ်သက်နေတာကိုတွေ့ရှိခဲ့ပေမဲ့အရေးယူမှုမရှိသေးဘူးလို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရှင်းပြထားပါလေ။ဒါ့အပြင်အဲ့ဒီဝင်ကြီးချုပ်ညွန်စောဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့နိုင်ငံခြားသုံးဝင်ကြီးကြပ်မှုကော်မတီမှလည်းသူဥက္ကဋ္ဌဖြစ်ပြီးလေးလအတွင်းမှာနေတွင်းကုန်လိုင်စင်တွေနဲ့နိုင်ငံခြားငွေအသုံးပြုခွင့်တွေကိုညွန်စောကသူနဲ့နှိစက်တဲ့အတိုင်းဝိုင်းကိုသာချထားပေးခဲ့တဲ့အတွက်အဲ့ဒီလိုမမှန်မကန်လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့လေအထက်ကိုတိုင်ကြားမှုတွေရှိနေပြီမြေ မျိုးစောကသူကိုယ်တိုင်ပါဝင်ထားတဲ့အလွဲသုံးစားမှုတွေဖြစ်တဲ့အတွက်သူ့လက်အောက်ငယ်သားတွေကိုအကာအကွယ်ပေးမှုပေါင်းများစွာနဲ့ပါနာမည်ပြတ်ပြီးတော့အပုတ်နဲ့လှိုင်းလှိုင်းထွက်လာသလိုဒါကိုအထက်ကရည်ယူမှုလည်းမရှိသေးဘူးလို့နေပြီးတော့စစ်တပ်တရင်ရင်းမြစ်ကရှင်းပြထားပါတယ်။အဲဒီလိုအချက်ဖတ်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးအဖြစ်ကနေမင်းအွန်လိုင်းကိုယ်တိုင်ဝင်ကြီးချုပ်အဖြစ်ပြောင်းလဲခန့်အပ်ထားတဲ့ညိုစော့ဆိုသူဟာဗိုလ်ချုပ်ကြီးယာဒူးနဲ့ဒုံကအချက်ဖတ်မင်းအွန်လိုင်းရဲ့အကြံပေးအဖြစ်လုပ်ခဲ့သူဖြစ်ပြီးအရင်အာနာရှင်ဟောင်းတန်းရွှေခေတ်တုန်းကလည်း ။တန်ရွှေရဲ့လူယုံတပည့်တူဖြစ်ခဲ့တယ်လို့စစ်တပ်သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာ။တဖက်မှာလေစကိုင်းတိုင်းရွှေဘုံမြို့ကအချက်ဖတ်စစ်တပ်ရဲ့ကန်တော်ဂိတ်မှာစစ်သားတွေကပြည်သူတွေစီကနေနေစဉ်ဓမြတိုက်တဲ့ပုံစံနဲ့ငွေချက်သိမ်းရချီငွေညက်တောင်းရမှုတွေလုပ်နေတဲ့အပြင်ဒီဘုံမြို့နယ်မှာလည်းအချက်ဖတ်စစ်တပ်ကတပ်သား2ဦးဟာဈေးဆိုင်နှစ်ဆိုင်ကိုဓမြဝင်တိုက်တွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ် စကိုင်းတိုင်းရွှေဘိုမြို့မှာတော့မြို့အထက်မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ကန်တော်ဂိတ်မှာစစ်သားတွေကဖျက်ဆီးသွားတဲ့ပြည်သူတွေစပါတင်ကားတွေကုန်ကားတွေစီကနေနေစဉ်ဓမြတိုက်တဲ့ပုံစံနဲ့ငွေကြေးတောင်းရမ်းမှုတွေအကြီးအကျယ်လုပ်နေကြတယ်ဆိုပါလေအဲ့ဒီကန်တော်ဂိတ်မှာအကြံဖက်စစ်တပ်ရဲ့ရွှေဘိုမြို့ဘက်ကခမာယာစစ်တပ်ရင်းရဲ့ဒုရာကန်ဘူတန်ထေးဆိုသူကဦးစီးပြီးတော့ပြည်သူတွေနဲ့ကုန်ကားတွေစီကနေနေစဉ်ငွေညှစ်တောင်းရမ်းမှုတွေဟာ တချို့ကုန်ကားတွေဆိုတစည်းကိုငွေကျပ်တသိန်းကနေနှစ်သိန်းအထိပေးနေရပြီအဲ့ဒီကိကနေငွေကျပ်သိန်းရာချီနေ့စဉ်တောင်းရမ်းမှုတွေနဲ့ဓမြတိုက်တဲ့ပုံစံနဲ့ကိုအကြံဖက်စစ်တကငွေညှင့်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလေဒါအပြင်တစ်ဖက်ကရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ရောက်နေတဲ့အကြံဖက်စစ်တကစစ်သားနှစ်ဦးဆိုရင်နိုဝင်ဘာလ28ရက်နေ့ကပဲကွန်ဆန်လိတ်ကျေးရွာကပြည်သူပိုင်းနေအိမ်ဈေးဆိုင်နှစ်ဆိုင်အတွင်းဝင်ရောက်ပြီးတော့တနတ်ထောက်ဓမြတိုက်တဲ့အထိလွတ်ခဲ့ကြပြီး အဲ့ဒီလိုဓမြတိုက်ခံရတဲ့ဈေးဆိုင်ပိုင်ရှင်တွေကစစ်တပ်အရာရှိစီကိုတိုင်ကြားပြီးမြဲလေအရေးယူမှုမရှိပဲသူ့ရဲ့စစ်သားတွေဓမြတိုက်သွားတဲ့အထက်ကဆိုလာပြားနဲ့ဘက်တရီအိုးတစ်လုံးသာပြန်ပေးပြီးကျန်တဲ့ပတ်စံတွေနဲ့ပစ္စည်းတွေကိုပြန်မပေးဘူးလို့ SSPP info ကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရှေကုံမြို့ကမြို့နယ်အချို့မှာအကြမ်းဖက်စစ်တပ်ကသူတို့လုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက် မဲစင်ကြည့်မဲ့သူမရှိလို့ဆိုပြီးအိမ်တိုင်းရာရောက်မဲစင်စစ်ဆေးဓာတ်တွေလုံနေပြန်တယ်လို့ရန်ကုန်မြို့ကပြည်သူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ရန်ကုန်မြို့ဒေါ်ပုံမြို့နယ်မှာရှိတဲ့ရက်ွက်တွေအတွင်းမှာဆိုရင်ဂျပန်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲစင်လာစစ်မဲ့သူမရှိလို့ဆိုပြီးရက်ွက်တွေကအိမ်တွေကိုသူတို့စစ်တပ်လက်အောက်ခံအဖွဲ့တွေလာရောက်ပြီးတကောင်စင်းနဲ့အိမ်ရှိနေထိုင်သူတွေမဲစင်းတဲ့ပမ္ပပါလိုက်လံစစ်စေးတာတွေလုတ်ခဲ့တယ်ဆိုပါလေအဓိကကတော့ မင်းစစ်စာရွက်ကြီးနဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကရက်ွက်ထဲမှာရှိတဲ့အိမ်တွေကို လာပြီးတော့သကောင်စင်းပြခိုင်းတာတွေမင်းစင်းထဲမှာနာမည်မပါရင်ပြန်ထည့်ခိုင်းတာတွေကိုသူတို့ဘာသာသူတို့လှုပ်ချင်တယ်လို့လှုပ်သွားကြတယ်လို့ဒေါ်ဘုံမျိုးနဲ့မှာနေထိုင်သူတို့ကရှင်းပြထားပါတယ်။ဒါပြင်တခြားမျိုးနယ်တွေမှာလည်းရက်ွက်အုပ်ချုပ်ရေးမှုတွေကမင်းစင်းလာကြည့်ဖို့အတွက်နေစဉ်အော်လန်နဲ့အော်ဟစ်နှိုးစော်နေပြန်တယ်လို့လည်းသိရပါတယ်။လက်ရှိအကြက်ဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက် ပြည်သူအများစုကစိတ်ဝင်စားမှုမရှိဘဲမဲစင်းစစ်စင်းမဲ့ဒုပါမရှိတဲ့လောက်နေပါနေတဲ့အတွက်အကျန်းဖက်စစ်တဲ့လောက်ကန်အုတ်ချုပ်ကြီးအဖွဲတွေကသက်ဆိုင်ရာရက်ွက်တွေမှာဒုတိယအကြိမ်မဲစင်းတွေကတ်ထားပြီးမဲ့လာရောက်ကြည့်ရှုသူမရှိတာကြောင့်နိုဝင်ဘာလ28ရက်နေ့ကနေ30ရက်အတွင်းဒိုင်းနေပြီးနဲ့အသီးသီးကနေအိမ်တရာကျော်ကိုအိမ်တိုင်းရောက်ရောက်မဲစင်းစစ်စစ်ပြီးစီးခဲ့တယ်ဆိုပြီးတော့ပါအကြက်ဖက်စစ်အုပ်စုကစူထားပါသေးတယ်ခင်ဗျတဖက်မှာတော့ စကိုင်းနယ်ဘုဒ္ဓလင်းမြို့နယ်ကယထာပြည်သူတွေနေထိုင်ရာကန်တာချေရွာကိုဂျပန်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရမှုတွေရှိထားပြန်တယ်လို့ဒေသခံတွေကရန်ကုန်ကစ်တစ်ကိုပြောပါတယ်။ဒါကတော့ဒီဇင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဘုဒ္ဓလင်းမြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့ယထာပြည်သူတွေနေထိုင်ရာကန်တာချေရွာကိုဂျပန်စစ်တပ်ကဘာတိုက်ပွဲမှမဖြစ်ပဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားပြန်တယ်ဆိုပါတယ်။ ဲ့ဒီလိုအကြံပစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခြေရွာနေပြည်သူနှုတ်ဦးဒဏ်ရာရထားပြီးနေအိမ်တချို့လည်းပျက်စီးထားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီကန်တာခြေရွာဟာဘုဒ္ဓလင်မြို့နယ်အကြံပစစ်တပ်အထိုင်ချထားတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အကြမ်းမှတရှိတာဖြစ်ပြီးအကြံပစစ်တပ်ရဲ့အကြိမ်ကြိမ်မိရှုဖျက်ဆီးမှုခံရတဲ့ခြေရွာလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တဖက်မှာတော့စကိုင်းနက6ဦးမြို့နယ်မှာအကြံပစစ်တပ်ကတပ်သားတွေတင်လာတဲ့အမြန်ရေရင်နှစ်စီးကို ေါ်လာ8တရီကဝိုင်းဝန်းပစ်ကတက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်မှုတွေရှိထားပြီးရေရင်ဟာလည်းအမြင့်ရွာစိတ်ကမ်းမှာချက်ချင်းကတ်လိုက်ရတယ်လို့ချင်းရီဖိုက်တာဂရုတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိစကိုင်းတိုင်းကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာမြေပြင်စစ်ကြောင်းထိုးလို့မရတဲ့နေရာတွေဆိုအကြမ်းဖက်စစ်တပ်ကသူတို့စစ်သားတွေတင်လာပြီးရေချောင်းကနေဒင်းမော့တွေနဲ့စစ်ကူပို့ပေးတာမျိုးလဲလုပ်နေတာဖြစ်တယ်လို့ဒီဇင်ဘာလ၁ရက်နေ့ညနေပိုင်းမှာတော့ ၆ဦးမျိုးနဲ့ဘက်ကဂျေးရွာတွေကိုစစ်ကြောင်းထိုးဖို့အချက်ဖက်စစ်တပ်ကသူတို့တပ်သားတွေတင်လာတဲ့အမြန်ရေရင်နှစ်စီးနဲ့ရေချောင်းကနေဖြတ်လာတယ်ဆိုပါလေ။အဲ့ဒီတရင်ကိုကြိုရထားတဲ့တော်လန်ရေးတပ်တွေကအချက်ဖက်စစ်တပ်ရဲ့ရေရင်နှစ်စီးဖြတ်သွားမဲ့လမ်းကြောင်းကနေအသင့်ဆောင်ပြီးလက်နက်ငယ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရမှာစစ်တပ်ကထိကိုက်မှုတွေရှိထားပြီးအရေးအတွက်တိကျကိုတော့မသိရသေးပေမဲ့စစ်တပ်ရေရင်ကတော့အမြင့်ရွာစိတ်ကမ်းမှာချက်ချင်းကတ်လိုက်ရတယ်လို့ချင်းတွင်း fighter group တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ လက်တော်ချောင်းဦးမြို့နယ်မှာမြို့ပေါ်ကလွဲပြီးကျန်တဲ့နေပြည်အများစုကိုတော်လိုင်းတပ်တွေကသာဆုံးမထတာဖြစ်တဲ့အတွက်စစ်တကားမြေပြင်ကနေစစ်ကြောင်းထိုးလို့မရတဲ့နေပြည်တွေဆိုရေချောင်းကနေတင်းမောတွေကိုအုံပြုတ်ပြီးသူတို့စစ်တပ်တဆွဲထားတဲ့နေရာတွေအတွက်လူသူလက်နက်ဖြည့်တင်းတာတွေလုံးလိရှိတယ်လို့လည်းဒေသတွင်းသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေစကိုင်းတိုင်းမြို့နယ်မြောင်လန်းကွဲမှာအထိုင်ချတဆွဲထားတဲ့အကြက်ဖက်စစ်တပ်ကို ေါ်လိုင်းတပ်တွေက drone တွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွေအတွဲစစ်တပ်ကထိခိုက်မှုတွေရှိထားပြန်တယ်လို့မြောင်မြို့နယ် drone တပ်ဖွဲ့တာဝန်ခံကြားခင်စိန်ကရင်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီဇင်ဘာလ1ရက်နေ့ညနေပိုင်းကပဲမြင်းမှုမြို့နယ်မြောင်လန်းကွဲမှာအထိုင်ချတပ်ဆွဲထားတဲ့အချင်းဖက်စစ်တပ်ကိုဒေါ်လိုင်းရေးတပ်ဖွဲ့တွေက Facebook drone တွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွဲဒေါ်လိုင်းရေးဘက်က drone အရေးအတွက်များများနဲ့စစ်တပ်အထိုင်စခန်းပေါ်ကိုဘုံကျဲချမှုတွေကြောင့် စစ်တပ်ဘက်ကထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုကနဦးသိထားရပြီးအရေးအတွက်အတိအကျကိုတော့ဆက်လက်အတည်ပြုနေပါတယ်လို့မြောင်မြုတ်နယ် drone တပ်ဖွဲ့တာဝန်ခံဂျာခင်စင်ကပြောထားပါတယ်။လက်ရှိ စကိုင်းတိုင်းကမြို့နယ်တွေမှာတော့ဒေါ်လာအိတ်တွေထိန်းချုပ်ထားတဲ့နေမြေနဲ့စစ်တပ်ကတပ်ဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီးစစ်တပ်ကလည်းဒေါ်လာအိတ်တွေရဲ့နေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်ရရင်ရသလိုစစ်ကြောင်းဒေါ်လာတွေလုံးလို့ရှိသလိုဒေါ်လာအိတ်တွေကလည်းစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တိုက်ခိုက်ချေမှုန့်မှုတွေ အမြဲလိုလိုရှိနေတယ်လို့လည်း data တွင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းနန္ဒလင်းမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအချက်ဖက်စစ်တပ်ကနှစ်ရက်စက်တိုက်စက်တက်လေဒီတွေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ diary ခန်တိုင်းစစ်ဘက်ရဲရတာဝန်ခံရဲဘော်တစ်ဆာကရန်ကုန်ခေတ္တကိုပြောပါရယ်ဒါကတော့ဒီဇင်ဘာလ၁ရက်နေ့နဲ့နှစ်ရက်နေ့တွေမှာပဲအချက်ဖက်စစ်တပ်ကနန္ဒလင်းမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာ ရေနောက်ကျေးရွာနဲ့အရှိတ်ဘက်တောင်ညိုဆဲဘက်တွေကိုငရဲစက်တိုက်စက်တက်လေဒီတွေနဲ့လာပြီးဘုံကျဲတက်ခိုက်တော့ပြန်နေဆိုပါတယ်အဲ့ဒီလိုအချက်ဖတ်စက်တိုက်ရဲ့လေချောင်းတက်ခိုက်မှုတွေအတွက်ရတပြည်သူတွေကတော့အချိန်မီရှောင်တိန်လိုက်နိုင်တဲ့အတွက်အထိကိမရှိပေမဲ့နေအိမ်တချို့တော့ပျက်စီးထားတယ်လို့တရားရီခိုင်တိုင်းစစ်ဘက်ရဲရတာဝန်ခံရဲဘော်တစ္ဆာကပြောထားပါတယ်လက်ရှိအချက်ဖတ်စက်တဟာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်လည်လိုချင်နေတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းတွေတိုးလို့မရတဲ့နေရာတွေဆို ိုက်ပွဲဖြစ်ပွားမှုမရှိလဲရသပြည်သူတွေနေထိုင်ရာနေရာတွေကိုဒမင်နကဥတီပီအခုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေနဲ့ဆေးရဆွေးမှုတွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်နေကြတယ်လို့လဲဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ